တို့ညာ YouTube Channel ကို အားပေးကြည့်ရှုနေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ဇာယီဆရာဆရာမင်းရှင်ဤမေဘူးခွဲ့တက်လေရဲ့ဆိုတဲ့ဝတ္ထုစာအုပ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာပထမဦးစွာ ဇာတကုံတရာဤအမသာကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတကုံတရာဤအမအခုကျွန်တော်ဝိတုတပုတ်ရေးနေတယ်အဲ့ဒါပြည့်ရင် အမသာရေးပေးပါနော်ဟု စာရေးသူအားမင်းရှင်ကဂျိုတင်ပြောထားသည်မှာကြာပေပြီဝိတုကိုတရွေပြည့်တရွေလှန်ကားရေးနေစဉ်ကလည်းပြည်သမားသောကန္နာများကိုကျွန်တော်အားပြသသေးသည် ပြရင်သူက အမသာရေးပေးပါနော် ဟုတ်တွေ့တွေ့ပြောတတ်သည်တညနေတွင်မင်းရှင်သည် အတန်ကြာအိမ်သို့မလာဘဲပြက်နေရာမှဘွားကလေးစာရေးစပွဲသို့ရောက်လာက လွယ်အိတ်ထဲမှ စာရွက်များကို ထုတ်တယ်ပြီကျွန်တော်ဝတ္ထုပြီးသွားပြီဟုတ်အာဘာတရပြောသည်သူ၏အတန်မှာဝမ်းမြောက်ခြင်းဖြင့်တုံရင်နေပေတော့သည်ဒီကလေးကကျွန်တော်သည်ဤမေဘူးကွက်တက်လေရဲ့ဝတ္ထုကိုစတင်ဖတ်ရပြီဝတ္ထုကိုဖတ်ရန်ပြီးစဉ်က ။ဒါယာမဂဇင်းတွေမအားအောင်ရှိနေရာတနေရာတဲ့တွင်ထိုင်ကဖက်ရန်အချိန်မရ၍လမ်းသွားရင်ဝိတုကိုလွယ်အိတ်ထဲထည့်ယူသွားရသည်။ဝိတုသည်တခန်းပြတခန်းရှေ့သို့ဆက်ပြေးဖက်ခြင်းအောင် စာဖတ်သူကိုခေါ်ဆောင်၍သွားသည်။ကျွန်တော်သည်ဘတ်စကားပေါ်တွင်ဝိတုကိုဖက်နေသည်။ဘတ်စကားသည်တလမ်းပြတလမ်းဖြတ်တန်းလာခဲ့သလိုပင် သူဤဝိထုသည် တခမ်းမတခမ်းသို့ရောက်အောင်ပင်ပို့ဆောင်ခဲ့ပေသည်ရန်ကုန်မြို့တရုတ်တန်း ဂျိုင်ဝမ်ဖုထွတ်တို့ဤဆောင်းခုံချင်းကိုပင် အမှတ်မရမိတော့ပြီကျွန်တော်ကဖြင့်ဒါမျိုးကိုစာပေအညွတ်ကလေးတွေဟုပဲခေါ်ခြင်းသည်သူကိုဖတ်ပြီးရင် သူ့ရဲကကာယံကလေးများစာပကြီးကားချက်ကလေးများမှယင်ထဲတွင်ပဲ့တင်ထပ်၍ကျန်းနေသည်ချစ်သူနှင့်တွေ့ဆုံပြီးပြန်လာသောအခါသူမ၏ယဉ်နံကလေးများအပြုံကလေးများကိုတတတတတတရှိနေလျင်ဆွဲနေသည်ဟုဆိုကြပေမည် ရင်းတို့ပင်တချို့ဝတ္ထုများကိုဖျက်ပြီးသောအခါဆွေးနေတတ်ပေသည်။ဒါမျိုးကိုအညှို့ဟုခေါ်ရမလားမပြောတတ်ပေ။မင်းရှင်တွင်ရင်းတို့ဆွေးနေအောင်ညှို့တတ်သောတတ္တိကလေးတွေများစွာရှိပေသည်။အချို့ဝတ္ထုများကိုဖျက်ရသောအခါပြင်းရိပ်ခြောက်ကလသည်ကို တွေ့ရတတ်သည်။ဤမိဘူးကွက်တက်လည်းရဲ့ဝတ္ထုကဒီလိုမဟုတ်ပေ။တမျက်နာပြီးတမျက်နာဇက်တိုက်ဖတ်ခြင်းအောင်ဆွဲသောဝိထုတပုတ်ဖြစ်သည်ကိုတွေ့ရသည်တခန်းနှင့်တခန်းအခုမှ ဖြတ်၍မထားခြင်းအောင်အချိတ်အဆက်မိသည် အတိတ်အပိတ်ကလေးများမှာလဲ၍လဲ၍သွားသည် အခန်းကန္တဖွဲ့ပုံမှာခစ်ဆန်သည်ဘလုံးကိုပေါက်တောင့်တောင့်ခစ်ဆန်ဆန်မဟာဝိဇာရန်ကျောင်းသူမမဆွေဤတရံသည်တက္ကသိုလ်စာသင်ခန်းကော်ရီဒါတစ်လျှောက်မှပေါ်လာသည်မမဆွေကဇန်တရားတီးတဲ့သူဥပဇာရန်ကျောင်းသားလေးမောင်သိန်းအောင်ကအမကြီးဟုခေါ်ပြီးနှုတ်ခမ်းနေနေသပင်ကောက်ကောက်နှင့်အပြိုပေါက်မှကလေးနှင်းကဆိုဖာတွင် ကိုတဝက်မြုပ်ထိုင်ရင်ရေဒီယိုမှတက္ကသိုလ်သိန်းအောင်ဒုရိယာဖွဲ့ဤမေဘူးခွက်တက်လျက်တေးတံကိုလက်သည်နီများကိုပွေရင်စီလိုက်ကနားထောင်နေသည်ဤကဝိတုဤလူမှုဆက်ဆံရေးနောက်ခံကားဖြစ်သည်လူလက်တန်းစားအေကန်းဆောင်နှင့်တက္ကသိုလ်ရိပ်သာတွင်ဖြစ်ကြပြကြသောဘဝပြဇတ်တနစ်တရဖြစ်ပေသည်ဝိတုရေသူမင်းရှင်သည်ဤပဝင်းခြင်းမှ ပေါက်ဖွားကြီးပြင်းလာခဲ့သည် အသက်20ခန့်ရှိလူငယ်တက္ကသိုလ်ကျောင်းသားတဦးဖြစ်ပေသည် သူသည်သူနေသောလူရန်စား၏အထုပ်ပတ်တိတစ်ခုကိုကြီးမုံဖြင့်ပြ၍သူနေသောဘဝအကြောင်းကိုသာအရေးတင်စေတော့သည်ဇာရိတ်သူနှင့်သူ၏စာပေမှာရင်းသွေးဆက်သွယ်နေပေသည်သူနေသောဘဝအကြောင်းကိုပင်ရေးပေသည်သို့မဟုတ်လင်သူနေသော လူပောင်၏ချုပ်ရင့်ချက်များကိုတွေ့မြင်ရှုတ်ချပြီးသူဘဝကိုခေပြောင်းပြလိုသောစိတ်နှင့်ရေးချေက သူကိုဒေါ်လန်၏စာရေးဆရာသို့မဟုတ်ဒုတ္တသောစာရေးဆရာဟု ခေါ်ရပေမည်ချားစ်ဒစ်ကင်းသည်သူခေတ်ကအလုသမားဆင်းရဲသားများဘဝကို မြင်သည့်အတိုင်းခြေရေးခဲ့ပေသည်အမေရိကန်အပတန်စင်ကလေးယားသည်သူ၏ရေနံဝတ္ထုကြီး၌အရင်ရှင်စနစ်၏ဖွဲ့စည်းထူထောင်ပုံတစ်စိတ်တစ်ဒေသကိုပြောပြပြီးတစ်ဖက်ကဒေါ်လန်၏သမားတူ၏အတွေ့အများကိုဖော်ထုတ်ထားလေသည်စစ်တွင်းကဆိုဗီယက်သတင်းစာဆရာ အာရန်ဘတ်သည် ဗယ်ရစ်မျိုးကြာဆုံးကန်း၌ဖက်စစ်တွင်လန်ရေးကိုလှုံ့ဆော်ခဲ့ပေသည်သူတို့သည်ဘဝ၏ချင်းကိုလဝါပေါ်တင်ပြသည်ဘဝ၏ဆင်းရဲချွတ်တယ်ခြင်းကို မခံနိုင်၍လွတ်မြောက်ရေးကို ရှာဖွေသည်တနာရှင်စနစ်ကို တော်လန်၍ခေပြောင်းရန်စိုက်စိုက်ချီတက်သည်ဂေါဂီကတနာရှင်စာပေကိုနှမျိုးခွဲထားသည်တနာရှင်လောကကိုချီးကျူး၍တနာရှင်လူရန်စားကိုပြောတော်ဆက်သောစာပေဒုတိယမှာတနာရှင်လူပုံအထုပ်ပတ္တိကိုရေးတော်လဲ ဒနာရှင်တနည်းဤအပြစ်အနာစာများကိုပါသိမြင်ပြီးဝေဖန်စစ်ဆေးသောစာပေဖြစ်ပေသည်ယင်းကိုဝေဖန်မှုတရုတ်ပြစာပေဟု သူကခေါ်ပေသည်ဤသို့လျှင်စာပေမျိုးမျိုးရှိပေသည်ယခုခေတ်ကအများဤဆန္ဒလူလူဤဆန္ဒလွှမ်းမိုးလာသောပြည်သူခေတ်ဖြစ်ပေသည်ပြည်သူလူလူအများနှင့်သက်ဆိုင်သောစာပေဘက်သို့ကောင်းငိုက်ဖို့ကောင်းပေပြီးစင်စစ်အားဖြင့်ဤဝိထုသည်တက္ကသိုလ်ရိပ်သာဤငွေလာရောင်နှင့်အရေးများကိုဆေးချထားသော အချစ်ဇလံတရားပင်ဖြစ်သည်ကျွန်တော်အဖို့ရာကဝိတုကိုဖတ်နေစဉ်လွန်ခဲ့သော ရှင်းနှစ်အတိတ်တွင်ဝေး၍ကြံရစ်ခဲ့သောတက္ကသိုလ်ကျောင်းအရေးကိုဖုံမှုံပင်ကူမေးများမှအကြာမုံဝါဝါမြင်နေရသည်တက္ကသိုလ်ရိပ်သာမှနီနီဝါဝါစိန်မမင်းများကိုတတတအောင်မိမိသည်ကျွန်တော်ကဝိတုကိုမမဆွေဟုအမည်ပေးခြင်းသည်ဇာယေသူမင်းရှင်ကမူကြပြဆန်သော မေဘူးကွက်တလဲရေကိုပင်သဘောကြသည် သာဖတ်သူယခုနာဆင်သူတို့ကမမဆွေဤအပြုံးကလေးများပေါ်သို့မြေရီဥတ္တဥနှစ်ဥတွဲလောင်းခို၍နေသည်ကိုမြင်မလားဒါမှမဟုတ်အမေရိကန်သွားလေရင်ပြန်ပေါ်တွင်ပြရင်မှ ထိနှမ်း၍သွားသောဒိန်ပြူများကိုငေးရင်တရိတ်ရိတ်ခုံနေသော မောင်သိန်းအောင်ဤလှုပ်ရှားမှုကိုပဲထိတွေ့မလားဒါမှမဟုတ်မေဘူးကွက်တက်လေရဲ့တေးဤပဲ့တင်တန်ကို စိတ်ကူးရင်နေသောနှင်းကိုပဲစဉ်းစားမလားစသည်များကို ကိုယ်တိုင်ကြုံတွေ့ရန်ရှေ့ဆက်၍ဝိတုကိုဖတ်ဖို့နာစင်ဖို့ဖြစ်ပေသည်တာယာ28ရက်တလ1948ခုနှစ်ဒါယာမဂဇင်းတိုက်ရန်ကုန်မြို့အခန်း1မမဆွေအော်ဘိုင်းစကုတ်လာကြည့်ကြတယ်ထင်တယ်သာသနာနာဝစ်စင်သားသည့်လူရွယ်တူကမိမပြောတယောက်အားမဝင့်တဝင့်လှမ်း၍နှုတ်ဆက်လိုက်ခြင်းပင်ဖြစ်လေသည်မိမပြောမှာ ပထမတွင်မျက်ကုံးကလေးနှစ်ဖက်ကိုပင့်မျက်လုံးကလေးများကိုဝင့်လိုက်ရင်အတော်ကြာအောင်နားမလဲသလိုတွေဝေငေးကြည့်နေရမှအိုးကြည်စမ်းပါအောင်တနာစရာကောင်းလိုက်တာဒီကလူများမှားပြီးနှုတ်ဆက်နေသလားလို့ဟုတ်တယ်ဒီယုံမဲကြည့်ကြမလို့ပါပဲဟုတ်တောင်းပန်တန်ကလေးဖြင့်အာနာစွာပြန်လဲနှုတ်ဆက်လိုက်ပြီလျင်အိုးဒါနဲ့နေအောင်မောင်လေးကိုနှင်းတို့နဲ့မိတ်ဆွေဖွဲ့ပေးရအောင်မေဒီမဲနှင်းနဲ့ကိုထွန်းလား ဟုတ်လားကောလီကကိုသိန်းအောင်နဲ့အော်မောင်လေးဒါကတော့ကိုထွန်းလအခုမိသားဝင်တော့တင်နန်းတက်နေတယ်။နောက်ပြီးဒါကမနှင်းလွင်ကိုထွန်းလရဲ့နှမကလေးမိမပြောသေးလူရွယ်ကသူ့အဖော်နှစ်ယောက်နဲ့အသေးသေးမိဖွဲ၍ပြေးနေလူရွယ်မှာပထမတွင်ကိုဟန်အမူအရာလောက်နှင်းပင်ဗမာဆန်းဆန်းနှုတ်ဆက်နေမိတော်လဲကိုထွန်းလဆိုသူကတွေ့ရတာဝမ်းသာပါတယ်။ ဟုတ်လက်ဝါပြန်ပေးလိုက်သဖြင့်၎င်းတို့အင်္ဂလိပ်စံစံလက်ဆွဲနှုတ်ဆက်လိုက်ရ၏မိတ်ဆွေဖြစ်ရသည်ကိုဝန်သာခြင်းထိတ်မှတ်ဖြင့်ခပ်ပြစ်ပြစ်ကလေးဆုပ်လိုက်မိရာကိုထွန်းလာမှာခန္ဓာရည်ရှိဟံမတူပဲမျက်နာမတိမတာရှုံမဲ့လိုက်သည်ကိုတွေ့ရလေ၏ထို့နောက်တပံမောင်နှမနှစ်ယောက်စလုံးအင်္ဂလိပ်စံသူများဖြစ်ကြောင်းကိုသိရသည့်အလျောက်နှင်းဆိုသူလေးကိုလည်းလက်ဆွဲ၍ဖြင့်နှုတ်ဆက်လိုက်ရလေသည်မမဆွေနေသည့်ကိုသိန်းအောင်ဆိုရင် ရီဗျူမဲ့အတန်နှွင့်တဲ့တက္ကသိုလ်သိအောင်ဆိုတာပဲထင်ပါတယ်တစိတ်နှင်းသိပြရစီလားရှင်ဟုတ်တယ်နှင်းရဲ့အဲ့ဒီကိုသိအောင်ပါပဲခုနကမိဖွဲ့ပြေတုံပြောပြဖို့မိသွားတယ်နင်းဆိုသူကလေးကလူရွယ်အားသီလိုဇောနဲ့မေလာတီကိုမခင်ဆွေကတွက်လက်စွာဖြေလိုက်၏နင်းမှာမျက်လုံးကလေးများကြည်လင်တပ်ပ၍သွားပြည်လင်ဝန်တာအာရဖြစ်သွားပုံရလေသည်အိုးလူချင်းတွေ့ရတာဝန်တာလိုက်တာနှင်းတို့ဖြင့် ။ဗီဒီယိုကနောက်ထောင်ရင်အမြဲပဲချင်းမွန်းနေရတယ်။နောက်ကလည်းကိုသိအောင်ဘယ်တော့မှမဆိုနှင်းတို့အိမ်ကိုလာလေတာပေါ့နော်။မမဆွေလည်းအခုအိမ်မှာရှိနေတာပဲ။ဩအမကြီးအခုနှင်းတို့အိမ်မှာလား။လူရွယ်ကဝန်တာအာရမေးလိုက်ရာမခင်ဆွေသည်ခေါင်းငိမ်ပြလိုက်၏။တော့စကားကောင်းနေသည့်လူတိုက်ထဲတွင် မပါဝင်ပဲညင်သက်စွာရက်နေသောကိုထွန်းလာ။ကဲကိုထွန်းလာလက်မဝဲပြီးယုံထဲဝင်ကြဆိုရင် ဟုမခင်စေကပင်လှမ်း၍တရိပ်ပေးလျာကိုထွန်းလာသည်ငါးချက်တန်းလက်မပေါက်သို့ထွက်သွားလေဒုခိုက်လူရဲ့ဤလက်တစ်ဖက်မှာလဲအပေါ်အင်းကြီးအိတ်တွင်းသို့မတိမတာရှောဝင်သွားရင်ခဏကြာမျှလှုပ်လှုပ်ရော့ရော့ဖြစ်နေရမှပြန်လဲထုတ်ယူလိုက်သည့်အခိုက်တန့်တွင်မူမျက်နာအတော်ပင်ညှို့ငယ်အာရော့သွားသည်ကိုတွေ့လိုက်ရ၏မျောလင်းချက်ကြီးနှင့်သူလက်နိုင်မိသည့်အိတ်ထက်တွင်ကတကြက်တန်းလက်မတစ်စောင်တကြက်တန်းငွေဆက်ကူနှစ်ချက် ပိုက်ဆံအကျွေးအနှဲငယ်သာဗလေရီယန်ရုပ်ရှင်ယုံဤဇင်ဝင်အောက်ဝဲဖြစ်လေ၏လူရတယောက်သည်ကိုကိုင်းကိုလိတ်ဂါရစီပေါ်မှဆင်ခဲ့ပြီလျင်ရုပ်ရှင်အမိကဗျာကတိလျှောက်လာရာမှ၎င်းယုံရှိသောအရောက်တွင်ခြေလမ်းများတန်သွားမိလေ၏ယုံရှိသောရောက်လင်ရောက်ချင်းပင်တကြတန်းလက်မပေါက်စီသို့မျက်စောင်းထိုးလိုက်မိရာဝက်ချံတစ်ခုတည်းသို့၎င်းနှင့်၎င်းအလူအရက်တိုးကခွေကဝင်နေသည့် ဝတ်အိုကြီးတအုပ်ကဲ့သို့လက်မပေါက်တွင်တယုံယုံနှင့်လက်မတိုးလျက်ရှိကြသောလူအိုကြီးတအုပ်အားတွေ့ရသဖြင့်စိတ်ပြစွာသက်ပြင်းကြီးတစ်ချက်ရှူလိုက်မိခြင်းပင်ဖြစ်၏အလေလေရှိမှပဲဘုဖနာကြီးနဲ့တောက်ရန်ကိုကွာအေးတယ်မသေးခင် ပုံနိုင်ရန်ကိုဗျာဒီလိုဆဲလိုက်တမ်းညီးလိုက်တမ်းချိန်မောင်းမှန်မဲလိုက်တမ်းတို့ကမကြခြင်းအဆုံးသာဖြစ်လေသည်လက်မပေါက်တစ်ခုတည်းတွင်တယောက်ကိုတယောက်ဘုံမထားပဲ အကြံပရန်သူထက်၅ဦးတိုးလျက်ရှိသည့်လူအုပ်ကြီးမှာ30ကျော်40ထက်နည်းလိမ့်မည်မဟုတ်ပေတဦးကတဦးဘေကျင်းရှင်တို့၍အာမရသည်သဖြင့်အချို့မှာသူရကာထက်ထူးကဲစွာကောင်းများပေါ်မှ ဝရမောက်တိုးလျက်ရှိကြ၏ထူးလဲထူးပါပေသည်တခါကတော့ဒီလိုထူးခြင်းသူတယောက်ဘိုက်အောက်မှဓာနှင့်ပင်ထိုးခြင်းခံရသည်ဖြင့်လက်သည်မပေါ်ဘဲဥပွင့်၍သေဆုံးသွားဘူးပေပြီ ဒီမြောက်လောက်ကြိုးစားပန်းစားချက်ချက်တက်တက်ချွေဒီဒီနဲ့ဒုခွေနေကြရသည့်အကြမှပင်ငါမဆရာတကြက်တန်းငါမတမထဲပူပြီးလိုက်ရလို့မနာဘူးနော်နေရာကောင်းကောင်းရနိုင်တယ်နေရာတွေကုန်တော့မယ်ငါမဆရာငါမအစရေသောအတန်ဆူအတန်ကြောင်တို့အားနောက်နားမှကြားရလေတော့ဤဒုက္ခများတွင်ဇွဲလျှော့သူချော့သည်လူအုပ်ကြားထဲမှဒုခွေထွက်လာပြီးလျင်သူတို့တောင်းသမျှငွေကိုရှော့ရှော့ရှူရှူပေး၍ဝင်သွားကြတော့ဤအမှန်မှား ပြောဝဲရှင်ဝဲမဟုတ်ပဲဒူဝဲခွေဝဲမြတာဖြစ်နေတော့သည်ဘေးအောင်နန်းအောင်ခြေဆောင်ခံရယုံမြမကားသေးလူအုပ်ကြမထွက်လာနိုင်သည့်အခါများတွင်ရေချိုးပြေခါစလူတယောက်ပမာတကိုယ်လုံးချွေးလို့ဖြင့်ရွှဲရွှဲဆိုလျက်ရှိတော့သည်အိမ်မထွက်ခဲ့စဉ်အခါကလာသာနာနာပြောင်ပြောင်ရောင်ရောင်ဆင်းရင်လူပြိုတခဲ့သည်ဝက်ကောင်းစားလာကလေးတို့မှလည်းမြင်မကောင်းရှုမကောင်းဖြစ်ကုန်ကြရလိမ့်မည်လက်ထက်တွင်စုတ်ကင်ထားသည့်ငွေဆက်ကူတို့မှကချွေးစီများဖြင့် ်ဂျေမွားစုပ်ပြတ်ကုန်လေရာလက်မှတ်ပေါက်တွင်သို့လက်ရောက်ခါမှခမရဆက်ကူတွေမကောင်းတော့ဘူးဟုအပြောခံရပြန်သည်ဖြင့်တော့ပွား၍ထွက်ခဲ့ရသည်များလည်းမရှာတခါတရံတွင်မူထိုကဲ့သို့လက်မှတ်ပေါက်တွင်သို့လက်၌ထားစဉ်ဘေးတစ်ဖက်တစ်ချက်မှတအားဆောင်၍တွင်လိုက်သည်ဖြင့်လက်ကိုဖြောင်းကနေရိုက်ချိုးလိုက်သလိုဖြစ်သွားတတ်သေးသည်ထိုခိုက်မှပင်လက်မှတ်ကုံသွားပြီတဲ့ဟေးအပေါက်ပိတ်လိုက်ပြီဟုလူတယောက်ကအော်လိုက်သည်ဖြင့်ယခင်တိုးခွေးလျက်ရှိသောလူအုပ်ကြီးမှာ ဘယုတ်ဖယဲဆဲလူဆဲအော်လူအော်နှင့်လူစု क्वे သွားလေတော့ဤလူရွယ်မှာရုပ်ရှင်ယုံတို့ဤအစင်ပြေမှုများအားတွေးမိရင် Q system ကလူတယောက်ချင်းတန်းစီဝယ်ယူနေကိုသတိရမိလေသည် အကဲ၍သာထိုနည်းအတိုင်းတယောက်ပြတယောက်ယဉ်ကျေးသိမ်ဝဲစွာဝယ်ယူကြည့်ရှုကြမည်ဆိုပါကယခုလိုချွေတီတီကြာရသည့်အထိဒုက္ခခံနေရမရှိပဲပျော်ဝဲရှင်ဝဲဤဒုက္ခကိုပျော်ဝဲရှင်ဝဲနှင့်တူအောင် ကြက်ပြေးတင်းပြေးခံစားကြရမည်ဖြစ်၏ယခုလိုလူပေါ်လူညွန်းခူး၍မောင်ကိုစည်းဝါရှာနေမျိုးလည်းမရှိနိုင်ဒိုင်းကြီးပြည်ကြီးသားများပြည်ပြည်ဣန္ဒြေရရနှင့်သက်သာချောင်ကြီးစွာပွဲဝင်နိုင်သည့်စနစ်ကောင်းတစ်ခုဖြစ်ပေသည်မကြမီလွတ်လပ်တော်မူနိုင်ငံတစ်ခုတွင်မူဒီလိုစနစ်ကောင်းမျိုးတွေအများကြီးလိုအပ်ကြောင်းကိုလူရွယ်စဉ်းစားမိလေသည်ဆရာမကြည့်တော့ဘူးလားနေရာတွေပြည့်ကုန်ပြီဆရာတယောက်တည်းအတွေ့ကျူးနေမိခိုက်လက်မှတ်တဲကလေးတူကအ မေးလိုက်သဖြင့်တကြတန်းလက်မှတ်တစ်စောင်ကိုငါမှဖြင့်ဝယ်ယူလိုက်ရ၏ထို့သောလက်မှတ်ဝယ်၍အပြင်းယုံထဲသို့ဝင်ရန်လျှောက်အသွားတွင် မခင်ဆွေနှင့်သူ့အဖော်နှစ်ယောက်တို့အားဝင်တို့မိရာကမခင်ဆွေတို့ဝင်မိငါကြတန်းတို့အတူလိုက်ဝင်ရန်ကြံစီမိပြီးမှလက်ထက်၌ငွေနှစ်ကျပ်မြသာကြံတော့သဖြင့်အခက်ကြုံနေခြင်းဖြစ်တော်သည် လူရွယ်မှာမြည်မြလောက်ကြအောင် စိတ်ပြက်ငိမ်မောနေမိသည်မသိလာလာကိုသိအောင် နှင်းလို့လေအတူတူလိုက်ကြည့်ရမယ်။ကိုကိုလက်မှတ်တစ်စောင်ပိုဝဲခဲ့ပြီးပြီ။ဟိုသောအတန်သာသာကလေးနှင့်အတူနုံညာသည့်လက်ကလေးတစ်ဖက်ဖြင့်လက်မောက်အားအသာအရာဆွဲလိုက်သည်ကိုသတိပြုလိုက်မိတော့မှဗဇက်အဟောင်းသားနှင့်အံ့အားတင်သွားမိလေသည်။သူလက်မောင်းကိုဆွဲခေါ်နေသူကလေးကအမူအရာအပြင်ကလေးဆန်တော်လဲကိုလုံးကိုပေါအချိုးဆက်အပြင်အပြုံမာလေးဤတင့်တယ်ဆိုပြီးချင်းဖြင့်ဝင်ကြွားလျက်ရှိပေသည်။ပြုံထားသောသူမျက်နှာကလေးမှလည်းချစ်စရာကောင်းလှ၏ ယုတ်တရသောရဲလာကြီးကလားဟူ၍ပင်အောင်မေလိုက်မိဟီတို့ရာတွင်16နှစ်ကျော်18နှစ်ခန့်သာရှိသေးဟန်တူသည်နင်းဤမျက်နာကလေးကိုသတိပြုမိရာတွင်ကဩကလေးစိတ်ကလေးပဲဟုခွန်းလက်နိုင်တော့ဤတို့ကိုက်မကင်ဆွေကပါဝင်၍လာလာမောင်လေးရဲ့စကားဆောင်ပြီးပြောရင်ပျော်ပျော်ပါပါဝင်ကြည့်ကြတာပေါ့တခြားသွားเสียမှရှိဘူးမဟုတ်လား နှင်းကတော့မောင်လေးတို့ဒုတိယဖွဲ့ကိုရေဒီယိုတွေကနားထောင်ပြီးကလေးကသဘောကျလွင်လို့မိတ်ဆွေဖွဲ့ကျင်နေတာအကြလှပြီကဲကဲလာဝင်ကြဆိုရဲ့ဟုတ်မယမကခေါ်နေတော့လေယာအလိုလိုကမှမကင်ဆွေနဲ့လူချင်းခွဲရတော့မြေရေကိုတွေး၍စိတ်ပူနေမိတော့တိမ့်အောင်မှာမုတ်စိတ်ပြဆွဲခြင်းခံရတကယ်တို့ရှိလေတို့နဲ့ယုံပေါ်ရတို့လေယောသားတက်ခဲ့ကြကနံပါတ်စင်တိုင်းရရှိသော ခုံများတွင်မကင်ဆွေမှာအစွန်းဆုံးတွင်ဝင်ထိုင်လိုက်၍ကိုထွန်းလာက ူနှင့်ဘေကျင်းရှင်တွဲထိုင်လိုက်ပြီလျင်နှမဖြစ်သူနှင့်ကိုသိန်းအောင်တို့ကမူသူတို့နှစ်ယောက်ဤဘယ်ဘက်တွင်အတူရှင်တွဲထိုင်စေလေသည်ဤအချက်ကိုသိန်းအောင်မှာသဘောမကျနိုင်ပဲရှိတော်လဲပိုင်းစကုပ်ပြသူတကာမှာမိမိမဟုတ်သည်ဖြင့်စိတ်ထဲ၌အောင်သက်သက်နှင့်ပင်နှင်းဤနဘေးတွင်ဝင်ထိုင်လိုက်ရလေ။ဒါနှင့်ကိုသိန်းအောင်တို့တီဝိုင်းအခုတလောအတန်မလွင်လာအတော်ကြာသွားပြီနော်။နှင်းတို့ဖြင့်နောက်ထောင်ကျင်လွင်လို့အမြဲတမ်းမျှော်နေမိတာပဲ။နှင်းလီ ုတခါကိုသိန်းအောင်အတန်းလွှင့်သွားတယ်ချင်းနှမုံမုံသချင်းကိုအားကြည့်ကြိုက်ပဲအဲ့ဒါကိုသိန်းအောင်ကိုယ်တိုင်စက်တာပေါ့နော်ဟုတ်နင်းကမိလာတဲ့ဖြင့်ခေါင်းငိမ့်ပြလိုက်ရတော့လဲသိန်းအောင်မှာတစ်ဖက်မှကိုထွန်းလာနဲ့မက်ခင်ဆွေတို့ဤအတန်းများကိုသာလျင်နားစွန့်နေမိချင်းဖြစ်၏ကိုထွန်းလာနမကတော့ကီတာသမားနဲ့တွေ့နေရလို့ဒီဘက်တော့မလဲတော့ဘူးတော်တော်ကိုဝါသနာပါတဲ့ကောင်းပါကလေးပဲသူ့ကိုတစ်ခေါက်တော့ဒီလူတွေနဲ့အတူအတန်လွန့်တဲ့စီထိတ်လိုက်ဖို့တော့ကောင်းတယ် သူ့အတန်လည်းတော်တော်အကောင်းသားပဲကိုထွန်းလာနဲ့မကင်ဆွေတို့ကနှင်းကြောင်းနဲ့ပတ်သက်၍စကားလက်ဆောင်ကြလျက်ရှိကြ၏နှင်းကကိုသိန်းအောင်ဒီဆိုဘူးသည့်တခြင်းများကြောင့်ကိုသားတွေ့တွေ့စမြုံပြန်နေလေရာသူ့မလို့မှတ်မိပါလေဟုတ်ကိုသိန်းအောင်ကအံအောမိလေထိုအခါပထမခေါင်းလောင်းလံကြားရ၍မိယောင်အနေငယ်မိန်သွားလေသည်တကြတန်းစီမှဆူညာတန်များလည်းအတော်တန်ငြိမ်သက်သွားလေသည်ကိုသိန်းအောင်တို့ဆောင်မွေးတွေရက်ကနေပြီနော် နှင်းတော်မက်ထရစ်အောင်သွားလို့စိတ်ဤသွားပြီမဖြစ်ရခင်များကလည်းနေ့တိုင်းစိတ်တင့်တင့်နဲ့အောင်မအောင်မမလားလို့စိတ်ပူနေရတာပဲအမှန်တော့အောင်သွားတာလေမမဆွေရဲ့ကြီးစုပဲသူစာရီပြန်ပြပေးလို့သာနှင်းအခုလိုလွယ်လွယ်ကူကူဖြစ်နေတာပေါ့เจ้าရောက်ရင်ဘဲပါသားတွေယူမယ်လို့စိတ်ကူးတယ် S ယူမယ်စိတ်ကူးထားပါတယ်ကိုသိအောင်ကဘာယူမလဲ S ပဲပေါ့ဒါယူမလို့ဘာယူပါမလဲ science ကကိုသိအောင်တို့လိုဝါသနာမျိုးနဲ့တခြားစီပဲ ဘယ်ယူလို့ဖြစ်ပါမလဲပညာရှင်တဲ့နေရာမှာလဲကိုထင်းရအရန်ကာရောက်လို့လို့မဖြစ်ဘူးကို့မယ်ဘယ်လိုဝါသနာမျိုးရှိတယ်အဲ့ဒီဝါသနာနဲ့ဘယ်လိုဘာသာမျိုးကိုယူရင်အထောက်ပံ့ရပါမလဲနောက်ပြီးကို့မိဘကထောက်ပံ့နိုင်တဲ့အခြေအနေနဲ့ဘယ်လောက်ကြာကြာသင်ရတဲ့ဘာသာမျိုးကိုယူရင် ကောင်းမယ်ဆိုတာတွေဟာအခြေသဖြင့်တွေးကြည့်ရင်အင်ပလန်အရေးကြီးတယ်အခုကျောင်းသားတွေကတော့အများအပြားကိုထင်းရကိုယူကြတာပဲဘိုင်ဟိုကောင်းတယ်လို့တယောက်ကပြောရင်ဘိုင်ဟိုပဲယူလိုက်ကြတယ် ငါနဲ့၆နှစ်လုံးလုံးကိုဝါသနာနဲ့တင်းကြီးခံနိုင်မမလား။ကုံကြဲစိတ်တွေကိုမိဘကကြာရှည်ထောက်ပံ့နိုင်စမ်းရှိပါမလားဆိုတာတွေကိုဂယုမဆိုင်ကြဘူးမစင်စားကြဘူး။ဒီတော့ကိုနဲ့မတင်တော်တဲ့ဘာသာတွေကိုယူကြတော့မလိုက်နိုင်လို့စိတ်ပြက်စိတ်ပြက်တော့ကြောင်းထွက်တဲ့မြမပြင်းမယ်ပညာတတ်ကလေးတွေရော့မှန်းမသိရော့ကုန်တော့တာပေါ့။သိမှန်းတာပဲကိုသိအောင်နှင်းကိုလည်းဒီလိုပဲပေါ့ဖီဖီကကြည့်ရင်ဆရာဝန်မဖြစ်အောင်ဆိုပြီးဘိုင်အိုယူရမယ်တဲ့။နှင်းကဘယ်သဘောကျနိုင်မှမလဲ။ ဆရာဝင်လို့ဖို့ဆိုတာနည်းနည်းကလေးမှဝါသနာမပါတာပဲကိုနောက်ပြီးဖားရီအကောင်လောင်တွေကြံရတတ်ရမှလည်းအစောကြီးကလေးကတွေးရနေတာပဲဒါကြောင့်ကိုသိအောင်ပြောပြသလိုဖိဖိကိုပြောပြလိုက်ရတာဒုက္ခဒုတိယခေါင်းလောင်တေးကမိများငြိမ်သွားသောကြောင့်စကားပြတ်သွားကြ၏ရှေးဥစွာရေရှင်ဝဲကတွင်စကားတို့ကလေးတစ်ခုအားစတင်ပြသရာတယုံလုံးဟားတိုက်သွားလေ၏ ကိုသိန်းအောင်ဤစိတ်အာယုံမှာကရုပ်ရှင်ပိတ်ကားစီတို့လုံးဝမရောက်ဘဲနင်းတို့မောင်နှမနှစ်ယောက်ဤတစ်ဖက်စီတို့ပြန်ပွားကူးဆက်လျက်ရှိလေသည်မောင်တဲ့ဝဲဒဲကွဲစွာမမြင်နိုင်တော်လဲမခင်ဆွေစီတို့သာ မကြာခဏလှမ်း၍ကြည့်မိလေသည်ကောင်းတဲ့တွင်လဲတောင်းပြောင်းနှောသည့်စိတ်ကူးအမျိုးမျိုးတို့ဖြင့်ပင့်ကူမြင်ရှက်တန်းနေတကဲ့သို့ရှုပ်ထွေးလျက်ရှိလေသည်မခင်ဆွေဟာနှင်းတို့နဲ့ဆွေမျိုးသားချင်းများတော်ဆက်နေသလားဟာဒါလည်းမဖြစ်နိုင်ပါဘူး သူတို့ချင်းချင်းဆက်ဆံပုံဟာရိုးရိုးမိတ်ဆွေတငယ်ချင်းအနေမျိုးပါပဲအင်မတန်ခင်မင်းရင်းနှီးတဲ့မိတ်ဆွေတွေထင်ပါရဲ့ဒါဖြင့်ကိုထွန်းလာဆိုတာလေမက်ခင်ဆွေနဲ့ဘာမှမတော်ဆက်တဲ့သစိမ့်သက်သက်ပဲပေါ့ဟင်ဒီလိုဆိုရင်သူအခုကိုထွန်းလာတို့အိမ်မှာအတူတူနေတယ်ဆိုတာဟာသူတို့ချင်းချင်းများကိုသိန်းအောင်ခေါင်လာသောစိတ်ကုကိုမဆက်နိုင်သေးမီအခိုက်တန်ကလေးတွင်ရင်ထဲဝဲဒိန်ကနေဖြစ်သွားမိလေသည်ဒီကိုယ်လုံးမှလည်းဘူထူရှိန်ဖိန်သွားတော့၏ ရုတ်တရက်တော့ဘာလို့လို့ဘာကန်ရမြေကိုမစင်စားမိပဲရှိလေသည်ကိုသိအောင်ပါလေဒေါ်တန်ကလေးကိုနာနာတွင်ကပ်၍ကြားလိုက်ရသောတွင်မှညာဘက်လက်ကိုချက်ချင်းရုတ်သိမ့်လိုက်ရ၏မောင်တဲ၌သာကိုသိအောင်၏မျက်နှာကိုသဲခွဲစွာမြင်နိုင်ပြီဆိုပါကအာနာတောင်းပန်သောအရေးရောင်တို့ဖြင့်ရဲရဲနီမြန်းလျက်ရှိသည်ကိုတွေ့ရမည်ဖြစ်သည်သူဝန်းတဲ၌ဝင်းကြည့်လင်မူကခုံပြောင်း၍ထိုင်လိုက်ခြင်းသည့်စိတ်များဖြင့်ပေါ်ပေါက်လျက်ရှိသည်ကိုတွေ့ရပေလိမ့်မည် ။အိုး sorry နင်းမတော်တဆလက်တင်ပြလိုက်တယ်နော်။မကြမီအားလာချင်ပြလိုက်သဖြင့်မိအများထိန်ထိန်လင်းသွား၏။ဘိုင်းစကုပ်ပြနေစဉ်အတော်တွင်ကဒိတ်ဆိတ်လျက်ရှိသောယုံမှလည်းဆူဆူညံညံဖြစ်လာပြန်လေ၏။တကြတန်းစီတို့စီး၍ကြိလိုက်လျင်က မုံစားထွက်သူအိမ်သာထွက်သူများဖြင့်ရှုပ်ရှက်ခက်လျက်ရှိသည်ကိုတွေ့ရလေသည်ကိုသိအောင်ကြည့်လို့အတော်ကောင်းသားပဲနော်နှင်းတော့သခင်တွေကိုသိကြိတ်တာပဲ နင်းကမကြသေးမိကကိစ္စအတွက်လုံးဝဂယုမဆိုင်သည့်အနေနဲ့ဘိုင်းစကုတ်အကြောင်းစမြုံပြန်ချင်းမွန်းလိုက်တော့ခါတွင်မှတော်ပါသေးရဲ့သူပါမှအထင်မလွဲဘူးဟုတ်ရင်ထဲတွင်အတော်ကလေးသက်သာရရသွားမိရင်ကောင်းသားပဲဟုတ်ထောက်ခံလိုက်ရတော့လဲဒိန်အောင်မှဇက်ချောင်းကိုပင်ကောင်းကောင်းမမတ်မိပဲရှိလိမ့်ဤနင်းမာကသူထင်သလိုမျက်နာပြက်ချင်းရှက်သွေးဖြန်းချင်းဒေါသရောင်ရှမ်းချင်းဘာတစ်ခုမှမရှိပဲ စကားပြောရ၌ယခင်လိုပင်ဘောဘောရွေ့ရွေ့ပြုံပြုံရွှင်ရွှင်ရှိလေ၏ထိုခိုက်မှာပင်ကိုထွန်းလာကနင့်တို့အိုက်စခရင်စားကြမယ်နော်ဟုလမ်း၍မေးလိုက်သောကြောင့်စားမှာပေါ့ကိုကူရဲ့ဟုနင်းကသွက်လက်စွာဖြေးလိုက်၏မကြမီရေကမ်းမုံလေးခွက်လင်မန်းနှင့်ထက်ယူလာသည်ဖြင့်အသည်သည်တယောက်တစ်ခွက်စီယူ၍စားကြလေ၏ဒိန်အောင်မှာရေကမ်းမုံစားနေစဉ်အခိုက်တန့်တွင်မကင်ဆွေထံသို့မကြခဏလမ်း၍အကဲ့ခတ်မိလေ၏ သူစိတ်ထဲတွင်မကင်ဆွေမှယခင်တွေ့ဘူးစဉ်အခါကားထပင်ပို၍အလှထူနေသည်ဟုထင်မိလေ၏တို့ရာတွင်မြေယုံသာမြင်ရခုံချင်းမြပင် ရှင်တိုင်ခွင့်မရသည့်မိမိအဖြစ်မိမိတွေ့မိရင်ဝမ်းလဲတလူဖြစ်သွားမိလေသည်ကိုသိအောင်အားရခါတွင်မှနှင်းတို့အင်းလာလေပါနော်ဝမ်းလဲတလူဖြစ်နေသည့်စိတ်ကိုနှင်းဤအတန်က၆လန့်ပြစ်လိုက်၏ထိုအခိုက်စာပြီးရေခဲမုံခွက်ကလေးများကိုကလာကလေးက လာသိမ့်သည်ဖြင့်ကလထိုင်အောက်တွင်ခြားထားသည့်ခွက်ကိုလှမ်းပေးလိုက်ရ၏နှင့်မာကသူ၏ဖိတ်ခေါ်ချက်ကိုလက်ခံမခံသည့်လိုသောနှင့်တိမ်အောင်အားဂယုစိုက်ကြည့်နေလေသည်လာပါမယ်လာပါမယ်နှင့်အခုလိုဒုရိယဂိတဝါသနာပါမန်းသိရတာလဲဝမ်းသာပါတယ်နှင့်တို့နေတော့ဘယ်မှာနေရသလဲတိမ်အောင်ထာမစကားများကိုကြားလိုက်ရသည်ဖြင့်နှင့်မာဝမ်းသာအားရဖြစ်သွားဟန်တူ၏ထိုစဉ်ကြောင်ညာဆလိုက်များထိုးပြရန် ယုံမိတချို့အားမှိတ်လိုက်ရာတဦးမျက်နာတဦးသဲကွဲစားမမြင်နိုင်တော့ပဲရှိလေ။ဖြီကုန်နိုင်လန်းမမကွက်လက်မဲနေပါတယ်။ကိုသိန်းအောင်လာလိမ့်မယ်ဆိုရင်သိဟန်ကြတာပေါ့အိမ်မှာစန်းတရားကြီးလည်းရှိပါတယ်။လာလေတဲ့အခါကျမှကိုသိန်းအောင်တိတာကောင်းကောင်းနားထောင်ရမှာပဲ။နှင်းတော့ဆရာနဲ့သာသိနေတယ်။ခုတတိကောင်းကောင်းကိုမတိတတ်သေးပါဘူး။သူများတကာတွေတိတာများကြရရင်သိအားကြမိတာပဲ။အိုးစိတ်မလျှော့နဲ့လေ။ ီတပညာဆိုတာကိုကဝါသနာပါရင်ခဏကလေးနဲ့တက်တာပဲပေါ့စံတရားတိတမလူရဝန်တဲ့ထင်ပြီးဆရာနဲ့ကြက်တူရွေးလို့အတင်းမရမကတင်တဲ့လူတွေသာစိတ်ပြည့်စရာကောင်းတာပါနင်းတို့ဝါသနာပါတဲ့လူတယောက်ကတော့တင်ပေးမဲ့လူမရှိအောင်တော့အလိုလိုနဲ့တက်လာမှာပဲဘာမှအမချော့ပါနဲ့နင်းရဲ့ကိုသိန်းအောင်လည်းအားတဲ့ခါတွေမဲ့တင်ပေးမှာပေါ့ဘာရီမြောင်းနှင်းကိုတင်ပေးမှာလေမောင်လေးရဲ့ တင်းအောင်မှနင်းနေစကားလက်ဆောင်ကြနေမိခိုက်မခင်ဆွေဤအတန်ကိုကြားလိုက်ရသဖြင့်ဝန်တာသွားမိလေ၏သူစီတို့ပြုံပြုံကလေးလမ်းကြည့်နေသောမခင်ဆွေကိုကြည့်ရင်တန်နိုင်လျင်ကိုထွန်းလာနှင့်နေရာချင်းလဲလဲ၍ထိုင်လိုက်ခြင်းစိမ်များဖြင့်တဖွာဖွာပေါ်ပေါက်မိ၏။ဩစံတရားတင်ပြမိအကြောင်းပြောနေတာပါ။နင်းကသူ့အိမ်ကိုအတင်းလာရမယ်လို့ဖိတ်နေတယ်မာကြီးရဲ့။ကျွန်တော်ကလည်းလာချင်းချင်းပါပဲ။စံတရားနဲ့လူနဲ့ဝေးနေတာကကြာလာပြီ ကျောင်းဆောင်ပဲမရှိတော့အတန်လွင့်ဖို့သွားရတဲ့ခါများမှာပဲတီးခွင့်ရတယ်။အမှန်အားဖြင့်တိမ်အောင်ဖို့အမကြီးရှိတယ်ဆိုတာတိလို့လဲကျွန်တော်လာကျင်တာပါဟုပင်ဖွင့်ဟ၍ပြောလိုက်ခြင်းလာ၏။သို့သောထုံမြလည်းမဝင့်သေး။တဖြည်းဖြည်းယင်းဒီလာကြတော့မှာပဲဒီထက်အပုံကြီးအိဗယ်ရှိသောဇကားတွေကိုပြောမည်ဟု၍သာလျှင်စိတ်ကူးအိမ်မက်မက်နေမိတော့သည်။ဒုက္ကိုင်များမှာပင်မိများငြိမ်သွား၍ဇကားကိုဆက်လက်ပြသပြန်လေ၏။ ။ဒိန်အောင်မဘေကဘောမအယုံများဘေကနောက်မတခြင်းတန်စကားတန်များကြောင့်ရခင်စိတ်ကူးများရောက်ပြဲသွားရပြန်တော့သည်။ဇကားရဲ၌မိသားစုအပေါ်ဝဲဇက်လိုက်နှင့်ဇက်လိုက်မင်းသမီးတွေ့ဆုံရသည့်အခန်းတစ်ခန်းပါရှိလျာသူ့အဖို့အဖြစ်ဟောင်းအချို့အသည့်တပံပြန်လဲသတိရစေရန်ဖန်တီးပေးတဲ့သူရှိလေတော့သည်။ ခဲ့ပါခင်ဗျာစာရေးဆရာဆရာမင်းရှင်ဤမေဘူးရဲ့တက်လက်ရဲဆိုတဲ့ဝိဒုစာအုပ်ကိုအပိုင်းတစ်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ